အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာအစားထိုးလို့မရတဲ့အရာတချို့ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝမှာတချို့အရာတွေကကုန်ဆုံးသွားပြီးရင်ပြန်လိုချင်လို့မရနိုင်ပါဘူးဒါကြောင့်အဲ့အရာတွေကိုတံမိုးထားဖို့နဲ့ဂရုစိုက်ဖို့လိုအပ်ပါတယ်ဘလို့အရာတွေကိုတံမိုးထားရမလဲဆိုရင်နံပါတ်1မိဘမေတ္တာ ဘဝမှာတိုးတက်ပြီးဆောင်ရွက်နိုင်စွမ်းမြင့်တဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုတာမိဘမေတ္တာနဲ့စောင့်ရှောက်ပေးမှုတွေကြောင့်ဖြစ်တဲ့အတွက်ဘဝမှာဘလို့မှအစားထိုးလို့မရနိုင်ပါဘူး။သူတို့ရဲ့အပြင်မှာမထင်မှတ်ပဲအပြုံးပေးတဲ့စကလုံးတစ်ခုတောင်စိတ်ထဲမှာခွန်အားတစ်ခုလိုဖြစ်နေတတ်ပါတယ်။တချို့ကမိဘမရှိတော့ပဲကြီးပြင်းရပေမဲ့မိဘမေတ္တာကိုလွမ်းဆွတ်တည်ရနေခြင်းတွေမှာဒီအရာကဘသူမဆိုအစားထိုးမပေးနိုင်တဲ့တန်ဖိုးရှိတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။နံပါတ်1ကိုရဲ့အချိန်ဘသူမဆိုအချိန်ကတော့ အစားထိုးလို့မရနိုင်သလိုပြန်လိုချင်လို့လည်းမရနိုင်တဲ့တန်ဖိုးရှိဆုံးအရာပါလူတိုင်းမှာတစ်နေ့ကို24နာရီပဲရှိပါတယ်အဲ့ဒီအချိန်တွေထဲမှာဘလိုလူတွေကိုတွေ့မလဲဘလိုຢာတွေကိုလုံမလဲဆိုတာကကိုဘွားရဲ့ရလက်အားလုံးကိုတတ်မှတ်ပေးနေပါတယ်ကုံဆုံးသွားတဲ့အချိန်တနားကြီးတောင်ပြန်ယူလို့မရတဲ့အတွက်ငွေကြီးရတူအောင်မြင်မှုစတဲ့အရာတွေကိုပါဆုံးရှုံးနိုင်ပါတယ်တကယ်တော့အချိန်ဆိုတာဘွားရဲ့အမြင့်ဆုံးတန်ဖိုးပါပဲနံပါတ်3ယုံကြည်မှု ဘဝမှာလူတစ်ယောက်ကိုယုံကြည်ရတာကအလွန်ကိုမှခက်ခဲပါတယ်လူတစ်ယောက်နဲ့ဆက်ဆံရေးတစ်ခုကိုတိဆောက်ဖို့အတွက်အချိန်ယူရတယ်လို့ပြတ်သွားခဲ့မယ်ဆိုရင်တောင်းအဲ့အချိန်ကိုပြန်မရနိုင်ပါဘူးယုံကြည်မှုတစ်ခုကိုတိဆောက်ဖို့အတွက်နှစ်ပေါင်းများစွာလိုအပ်နိုင်ပါတယ်ဒါပေမဲ့ခဏတာအချိန်တွင်းမှာလည်းပြတ်သွားနိုင်ပါတယ်အစားထိုးရတာအလွယ်တကူမရတဲ့အတွက်ဘဝမှာအမြဲတည်ထားရတဲ့အရာတွေထဲမှာပါဝင်နေပါတယ်နံပါတ်၄စိတ်ချမ်းသာခြင်း ဘဝမှာငွေရှိတာအောင်မြင်တာတွေကကောင်းပါတယ်ဒါပေမဲ့စိတ်မချမ်းသာရင်ဘဝကဘလို့မှအဆင်ပြေမှာမဟုတ်ပါဘူးစိတ်အေးချမ်းခြင်းဟာကိုယ်စီကပဲတိဆောက်ရတဲ့အရာဖြစ်ပြီးတစ်ခါပြတ်သွားရင်အစားထိုးလို့မရတဲ့တံပိုးရှိပါတယ်စိတ်မအေးချမ်းတဲ့အချိန်မှာကိုယ်အနေနဲ့ကိုယ်ကိုယ်ကိုယ်တော့အားမရတလို့ဖြစ်ပြီးအရာရာကိုစိတ်အလိုမချဖြစ်နေတတ်ပါတယ်ဒါကြောင့်စိတ်အေးချမ်းခြင်းကတော့လူတိုင်းအတွက်အစားထိုးလို့မရတဲ့အရာတစ်ခုပဲဖြစ်ပါတယ်နံပါတ်5ကျမ်းမာရေး ကိုမှဝင်ငွေရှိလာတဲ့အချိန်မှာတော့ကျမ်းမာရေးကမကောင်းဘူးဆိုရင်ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူးအလုပ်တွေလုပ်ပြီးငွေရှာတာကောင်းပါတယ်အောင်မြင်ဖို့ကြိုးစားတာလည်းကောင်းပါတယ်ဒါပေမဲ့ကိုကိုကိုမဆောက်ရှောက်နိုင်ဘူးဆိုရင်နောက်လျရတတ်ပါတယ်ကိုကမှကျမ်းမာရေးမကောင်းတဲ့အချိန်မှာအဲ့ရာကိုအစားထိုးလို့မရဘူးအပြန်အလှန်ဝယ်ယူလို့လည်းမရနိုင်ပါဘူးနှစ်ဘက်6ချစ်ခင်ပေးတဲ့သူတယောက် ဘဝမှာတယောက်တည်းလမ်းလျှောက်ရတဲ့အချိန်ထက်ကိုဘေးမှာခိုင်ခိုင်မာမာယက်တည်ပေးတဲ့လူတယောက်ရှိနေမယ်ဆိုတာကဘဝရဲ့အကြီးမားဆုံးကံကောင်းမှုတစ်ခုပါအတိတ်ကင်းစင်ပြီးနောက်လူနဲ့မတူတာ ကိုကိုတမိုးထားပေးပြီးအမြဲတမ်းချစ်ပေးတတ်တဲ့သူတယောက်ကိုအစားထိုးလို့မရနိုင်ကြောင်းလူတိုင်းသိပါတယ်စိတ်ရင်းစိတ်မှန်နဲ့ချစ်ပေးတတ်တဲ့သူတယောက်ရဲ့တမိုးကများစွာတမိုးကြီးလာပါတယ်အခုလိုမျိုးဘဝမှာအစားထိုးလို့မရတဲ့အရာတွေကိုနားလဲသဘောပေါက်ကြမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်